ဆိုင်းဆရာနိုင်ပစ်မြန်မာပြန်ဆိုထားတဲ့မြပင်းဂူရူဤပြည်ချင်းအမှုပညာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနိုင်တဲ့တပါသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ဒီပိုင်းမှာတော့အခန်းကားကစာပြေဖတ်ပြမှာဖြစ်ပါတယ်အင်းအပိုင်းမှာမြပင်းဂူရူရဲ့ကျင့်စဉ်တုံးခုကြောင့်ပြောခဲ့ပြီးဖြစ်ပါတယ်အခုအပိုင်းမှာတော့မြပင်းဂူရူရဲ့ ကျင့်စဉ်ခုနှစ်ခုကြောင်းကိုဆက်ပြောမှာဖြစ်ပါတယ်။ကပင်းကူရီရဲ့ကျင့်စဉ်တွေကိုအေးအေးလူလူကျင့်ကြရင်းနဲ့တရားကုတ်စီထဲမှာနေရာလက်အောင်ကုနီကုဟန်နဲ့လောက်တက်လာလိမ့်မယ်။အဲ့တော့အဆက်ဆက်ရှိအောင်ပြန်ပြောရမယ်ဆိုရင်ဘာလို့နေရာလက်အောင်လောက်အောင်မှာလဲဆိုတော့ဒီပထမဦးဆုံးအချက်ကရက်တံပလာရမယ်။ဘာရင်ရက်မှာလဲလှုပ်ဆောင်နေတဲ့စိတ်ရှုပ်ရှားတွေကိုမလှုပ်ဖဲနဲ့ရက်ပါ။ဟောနောက်နံပါတ်2ကထောက်ရှုစမ်းစစ်ပါ။ဘာတွေကိုလဲ။ ကာလန်ဒေတန်အနေထားတွေကိုစီငုံတုံးတက်ပြီးတော့မှထောက်ရှုစမ်းစီရမယ်။ရပြီးပြီဆိုရင်တော့ဖြီးစည်းတာတွေကိုဖြီးလျှော့ပြီးတော့နေသားတိုင်းသားဖြစ်သွားအောင်စိတ်ကိုဖက်ပေးလိုက်ရမယ်။အဲ့ဒီသုံးချက်ပြီးသွားရင်တော့ဒီကျင့်စဉ်ခုနှစ်ခုကိုဆက်ကြည့်ရမှာဖြစ်တယ်။အဲ့တော့အေးလူလူကျင့်ကြံရင်လည်းကိုယ်စိတ်ကိုနေရာလက်သွားအောင်ကိုနီကိုဟန်နဲ့လုပ်တက်လာလိမ့်မယ်။ဒါပေမဲ့အဲ့ဂျားကာလအတွင်းမှာတော့အိမ်မာရီမန်းလေးထိုင်ရင်းနဲ့ ောက်ကြည့်နိုင်တဲ့ခြေစဉ်တွေရှိတယ်အဲ့ဒါဘာတွေလဲဆိုတော့ဟိုအဆင့်တော့မရောက်ခင်မှာကြားထဲမှာထည့်ပြီးကျင့်ရမယ်ခြေစဉ်တွေအဲ့ဒါဘာတွေလဲဆိုတော့တစ်ကကနာကျင်နာပါနှိကစိတ်ငုံသုံးသက်ပါသုံးကတင့်တွေကိုပြစ်ပယ်လိုက်ပါတင့်တွေဆိုတာဘာလို့တင့်နေဘာညာလို့တင့်နေစသဖြင့်ပေါ့နော်နောက်အမိုက်တရိုက်တွေကိုရှင်းထုတ်ပြစ်လိုက်ပါငါးကတင်းရင်းမှုတွေကိုဖြေလျှော့လိုက်ပါ၆က စိတ်များနေတာတွေကိုထိန်းလိုက်တာခွန်ကပြောဆိုဆက်ဆံမှုပြုပါတဲ့ဆိုတော့နံပါတ်၁ကတနာကျင်တာပါတနာကျင်တာပါဆိုတာဘယ်လိုဟာကြီးလဲဆိုတော့ကိုယ်ဒီမှာအဖြစ်တွေလွဲနေတာရှိမယ်အမားတွေပြုမိတတ်မယ်ဒေါသကြီးလည်းထွက်လိမ့်ရှိတယ်အဲ့ဒါကြီးအကုန်လုံးကိုဖယ်ပြီးတော့ပြင်ပြီးတော့တနာကျင်တာရပ်ပါစေကိုယ့်ရဲ့အတွင်းစိတ်ကကိုယ်ကိုပို့ပြီး ထိကောလာနိုင်ခဲ့လို့ရှိရင်အရင်ကာလတွေကိုပြန်ပြီးစဉ်းစားကြည့်မယ်။ကိုယ့်ရဲ့မှတ်ဉာဏ်ထဲမှာအဲ့ဒီကာလတွေကိုဉာဏ်လုံးလျှော့ပြီးတော့တဖြည်းဖြည်းနဲ့တစ်စီစီပြန်ပြီးတွေးကြည့်မယ်။အဲ့ဒီချိန်မှာခေါင်းထဲမှာဘာတွေဖြစ်ပြောင်းနေခဲ့တာလဲဆိုတာကိုပြန်ပြီးတွေးကြည့်မယ်။ပြန်ပြီးတွေးကြည့်တော့အချင်းချင်းနေရတဲ့မှာဆက်ဆံပြောဆိုနေတာတွေကိုပြန်ပြီးတွေးလာမိမယ်ဆိုပါစို့ဥမာအပေါင်းအသင်းတွေနဲ့ ပိုင်းဖက်ပြီးစကားပြောနေတာပဲဖြစ်ဖြစ်စားတောင်းနေတာပဲဖြစ်ဖြစ်အလောက်ချောင်းပြောနေတာပဲဖြစ်ဖြစ်ပြောနေတဲ့အခါမှာကိုဘဘာတွေတွေးမိနေလဲဆိုတော့သူတို့ပြောသမျှဟာတွေကိုအကုန်လုံးလိုက်နားထောင်ပြီးတော့อืมငါကလွဲပြီးအားလုံးတော်လိုက်ကြတာလို့စဉ်းစားကောင်းစဉ်းစားနေမယ်နော်တကယ်လို့ကိုယ့်ရဲ့ချစ်တဲ့သူနဲ့အတူတူဟာလားထမင်းထိုင်စားနေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့မှာပြောရမလို့ဖြစ်နေလဲဆိုတော့ငါဘာပြောရမှန်းကိုစဉ်းစားလို့မရဘူး စသဖြင့်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုကြိုက်နေတယ်ကိုချစ်နေတယ်သူတို့သွားပြီးတော့စကားလေးပြောဖို့ကြိုးစားတဲ့အခါမှကြာလဲဘာပြောမှမန်ကိုမသိဘူးငါတကယ်ကိုရှုံးသမားပဲတစ်ဖက်သားကကြာလဲတစ်ခါပါပြန်တွေးတယ်လဲဆိုတော့ညစ်တောင်တစ်ဖက်ဖြစ်နေငါ့ကိုညီးဝေးနေရလားမသိဘူးငါညီးဝေးဆရာကောင်းတဲ့သူလားမသိဘူးငါတည်သွားရင်ကောင်းမယ်စသဖြင့်ပေါ့နော်ဒီလိုပြန်လည်နေတွေးနေတတ်တယ်ဆိုတော့မြန်နှုံးချော့ကြည့်တဲ့ကာလတခြားမှာကိုယ့်ရဲ့ ောကစိတ်ကနေပြီးတော့ကိုယ်ပြောနေတဲ့စကားအတန်တွေသတိပြုမိရမယ်အဲ့ဒီလေးတန်ကိုနားထောင်ရမယ်ကိုယ်ရင်းနှီးနေတဲ့အတန်လားအဲ့ဒီရင်းနှီးနေတဲ့အတန်ကနေအခြေအနေတွေကိုကပ်ပြီးအစဉ်ရအောင်ပုံကြီးချက်ပြောတတ်တာကိုလည်းသတိပြုရမယ်ဆိုလိုတာကအဲ့ဒီပူပင်ကြောင်းကြစိတ်ကအစဉ်ကျင်မဲ့တစ်ဖက်စွန်းရအောင်တရလွန်ပုံကြီးချက်တတ်တယ်ဆိုတာပဲအဲ့လိုစိတ်တွေကဒီတိုင်ငယ်ချင်းဟောင်းနေလို့ပဲကိုယ်ကိုတင်းရင်းနေနေရှိတဲ့စိတ်တွေဆိုလိုတာကအမြဲတစေကိုယ်ကိုဒုက္ခပေးလေးရှိတဲ့ မိတ်ဆွေရင်ကြီးတွေလိုပဲဒါမဲ့အဲ့ဒီကဘာပြက်အစ်မြင့်အတွေးပြင်အောင်မှာပဲကိုယ့်ရဲ့စိတ်ဒါမှမဟုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကအရှင်းသတိမထားမိခဲ့တဲ့စိတ်သဘောထားခံစားချက်တရရှိတယ်ကိုယ်ခန္ဓာကိုယ်ရဲ့ခန်အစိတ်ပိုင်းတစ်ခုဖြစ်နေကိုယ့်ရဲ့အဲ့ဒီခံစားချက်တရှိနေတယ်လို့သဘောထားပြီးတော့မှကိုယ့်ရဲ့စိတ်ဉာဏ်နဲ့စမ်းစစ်ကြည့်လိုက်မယ်ကိုယ့်ခန္ဓာကိုယ်ထဲမှာကိုယ်ပိတ်လောင်ထားမိတဲ့စိတ်တွေရှိတယ်နော် အတော်သားထွက်မိတာရင်ငါဘေးလိုက်ကောင်ငါချက်မပြည့်တဲ့သူစသဖြင့်ပေါ့နော်အထင်းထဲမှာပိတ်လောင်ထားမိပေမဲ့တခါကိုကဘာလေးဆက်တွေးနေပြန်လဲဆိုတော့အငါလူတိုင်းထက်တော့ပိုပြောနေတတ်ပါတယ်ဆိုတာမျိုးပေါ့လေဆိုတော့ကိုအဲ့ဒီဖီစီနေစိတ်ကဒီခံစားချက်တွေကိုဖယ်ရှားခြင်းနဲ့ရင်ထဲကဒီကိုဖယ်ထားခြင်းနဲ့ဘူးတွေနဲ့ပဲရင်ထဲမှာတင်းတင်းကြပ်ကြပ်ပိတ်ထားခြင်းနဲ့ဒါပေမဲ့အဲ့လိုလုပ်ဖို့မလိုပါဘူး ကိုလည်းနေရာပေးလိုက်ပါအဲ့လိုနေရာပေးမှလည်းကိုခံစားနေရတဲ့ခံစားချက်တွေကိုလက်ခံပေးလိုက်ပေါ့လက်ခံပေးကိစ္စပြတ်တာပဲเนาะသူများရည်လာမတော်ဘူးဟုတ်တယ်မတော်ဘူးလက်ခံလိုက်အဲ့ငါညီငွေစရာကောင်းတဲ့ကောင်ဟုတ်တယ်ညီငွေစရာကောင်းတယ်လက်ခံလိုက်အလက်ခံပြီးပြီဆိုတော့ပြင်စင်ချင်းစရာအဖြစ်တစ်ခုရလာမယ်ပေါ့နော်ပြင်ချင်းလက်ပြင်ပေါ့လေမပြင်ချင်းတော့လည်းမပြင်ဘူးပေါ့အဲ့ကိုမှပိုကောင်းတင်နေဆိုတော့ပိုကောင်းအောင်တွေးပြီးတော့ပြင်လို့ရတယ်ပေါ့ ဆိုတော့သူများကိုဟိုတနာကျင်တာမှာတဲ့ကိုကိုကိုလည်းတနာကျင်တာမှာနော်အဲ့တော့နည်းနည်းစိတ်မချမ်းမသာဖြစ်နေတဲ့ကလေးငယ်လေးကိုဆက်ဆံတယ်လို့ပဲအဲ့ဒီခန်းစားချက်ကလေးကိုလက်ခံနေရပေးပြီးတော့စိတ်မချမ်းမသာဖြစ်ခွင့်ပေးလိုက်အဲ့တော့ခန်းစားချက်နဲ့တသားတည်းရှိလိုက်အဲ့တော့တသားတည်းအတူတူနေလာတဲ့ခါကြလဲခါကြတော့ဒီတဖြည်းဖြည်းနဲ့ခန်းစားချက်တွေကအလိုလိုပြောင်းလဲသွားမယ် ပြောင်းလဲတာနှီးကောင်းတော့နှီးနိုင်တယ်เนาะဒါပေမဲ့လည်းမုတ်ချတော့ပြောင်းလဲသားတာကိုတွေ့ရမှာပေါ့တော့ပြောင်းလဲခြင်းစိတ်တော့လည်းရှိရမှာပေါ့เนาะနောက်တစ်ခုကတော့နမနှစ်ချက်ကစိတ်ငုံသုံးတန်မယ်အဲ့တော့မဖြစ်မနေပေါ့เนาะอืมငါယောဂကြည့်ရမယ်ဟာငါအတီးဆုံးတင်ခြင်းလေးဖြောထားအောင်မယ်ငါစရာရင်ညနေပြီးစတဲ့ပြင်ပေါ့เนาะ အဲ့လိုကိုလည်းလှူရှာပြေးတော်မူရေလှူရမယ်စသဖြင့်ကိုကိုကိုအတင်းခိုင်းနေမဲ့အစားတစ်ခါတည်းမှာအရှင်ပါမမလှုပ်ပဲနဲ့หนีလိုက်ပါပြောချင်တာပြင်းနေလိုက်ပါပေါ့နော်ဘယ်နဲ့အရာနေအဲ့ချင်မူလူပဲဖြစ်ဖြစ်နွမ်းနွမ်းလျာလျာနေပဲဖြစ်ဖြစ်တောကများနေရနေပဲဖြစ်ဖြစ်ဒါမှမဟုတ်နုံတို့ကြကြားနေပဲဖြစ်ဖြစ်နိုးလာတဲ့အခါမှာလက်ငင်းအခြေအနေတွေကို စိတ်ကစမ်းစစ်တတ်ပုံကိုသတိချက်ရမယ်ချင်းနေကိုလျှက်ရပြတ်သုံးသက်ကောက်ချက်ချပြီးရင်လောက်တင်ရာကိုစိတ်ကဆုံးဖြတ်လိုက်တာတွေ့ပါလိမ့်မယ် စိတ်မသက်သာစရာအခြေအနေတွေပြတဲ့ပြနေတဲ့နေတဲ့နဲ့ရင်ဆိုင်ရမှာကိုကြောက်တာနဲ့ဘူလလည်းဟောင်းသားကြနေတဲ့ပုံစံကွဲထဲပဲအတွေ့ကရောက်သွားပြီဒါပဲလုပ်တဲ့လို့ထင်ပြီးဒါပဲလုပ်ဖို့တာဆိုတော့တယ်အဲ့ဒီခါမှာအတွေ့တွေကိုရပ်တန့်လိုက်ပါခဏဆိုင်းငံ့လိုက်ပါအိယာနဲ့လည်းလျှောက်နေလိုက်ပါမနဲ့ခင်ရဲ့အတန်ပလန်နေအသွင်တရံနေတင့်ပေါ်ကြော်လွှားသွားပါစေဘာအတွက်မှလုံးနေစရာမလိုဘူးဒါပန်းနိုင်မှာမှတ်တာရတာနေဖို့မလိုဘူး ဒါအာယုံစုစည်းရှူဆိုင်နီးပါလုပ်နေစရာမလိုဘူးစိတ်နဲ့ခန္ဓာကိုယ်ကိုအလင်းဖြေလျှော့ထားလိုက်ပါပါစုပါမှတင်လှုပ်ရှားမလိုဘူးအဲ့တော့စိတ်ကူးရမှာကိုယ်ခင်နဲ့ကိုယ်ကလေးမမကိုအိတ်နေရင်းနဲ့ပဲဖြစ်စီပါနော်မြစ်ထဲမှာမျောနေတယ်စီးမျောနေတယ်စိတ်ကူးရင်လားရေစုံတိုင်းမျောပြီးလိုက်ပါသွားလားအေးအေးညင်ညင်လိုက်သွားလားရေစုံမှာမျောနေနဲ့ကိုယ့်ရဲ့ညင်နေပွင့်သွားပါစီ တကနာကြာမှာထိုးရင်းညံတစ်ချက်လင်းလက်သွားပြီးတော့တတိတာဘွားခီးကို ဖြတ်တန်းဖို့လိုအပ်သမျှနီးတွေကိုတွေးတဲ့ဝင်လာမယ်ဖြတ်တန်းဖို့လိုအပ်သမျှလမ်းညွှန်ချက်တွေပံ့ပိုးပေးတာလိမ့်မယ်ဒါမျိုးလေးချင်းနေကျင့်တာနဲ့အမျှကျင့်လာတာများတာနဲ့အမျှကိုကအလွဲတကူစိတ်အတွေးပေါက်လာနိုင်လိမ့်မယ်နောက်ဆုံးမှာတော့ကိုဘယ်ပဲရောက်နေနေဘာပဲဖြစ်နေနေရက်ပဲနေနေခြေနေတွေကိုအေးအေးစစ်စစ်စိတ်ငုံသုံးသက်ပြီးပြဿနာကို ရှောင်နိုင်လာမယ်။နံပါတ်၃ချက်ကတော့တင့်တွေကိုပြစ်ပယ်လိုက်ပါ။တင့်တွေဆိုတာကပေါ်မှာအဆင်မပြေရတဲ့ကြောင့်ရတဲ့အခါကျငါဒီလိုမလုပ်ပဲဟိုလိုလုပ်ခဲ့ရင်ကောင်းသားဆိုတဲ့နောင်တအတွေးတွေဝင်တတ်တယ်။အများစုကတော့စိတ်ထဲကြိတ်ပြီးနောင်တရနေတတ်တယ်။အဲ့ဒီပြုတင်ရာဖြစ်တင်ရာယူဆချက်တွေပေါ်မှာအဲ့ဒီကျင့်စဉ်ကိုတည်ထားရမယ်။ငါလေးချင်းကပိုလို့တင့်နဲ့ငါတခြားပုံစံနဲ့လုပ်တင်တာငါ ဒီလောက်မတုံးတင်ဘူးဒါမှမဟုတ်လဲ तू ဒီလောက်မတုံးတင်ဘူးငါဒီလိုမပြောလိုက်တင်ဘူးဒါမှမဟုတ်လဲ तू အဲ့လိုမပြောတင်ဘူးအဲငါဝေဖန်တာလေးရက်တင်ပြီငါလောက်တည်းမှာငါပို့ပြီးစိတ်ချမ်းသာတဲ့နဲ့ငါတို့စတိုးဆိုင်ကိုသွားတင်တဲ့စသဖြင့်ပေါ့နော်အဲ့ဒီတင်နေတင်နေအဲ့ဒီတင်နေကစိတ်သက်သာရရစီတဲ့စင်ကြင်စကလုံးတက်တက်ပဲဖြစ်တယ်ရေဘူးရအားဖြင့်တော့ကျွန်တော်တို့တွေကိုစိတ်ချမ်းသာတယ်လို့ခံစားမိအောင်လုပ်ပေးရုံကလွဲလို့ဘာထောက်ကူမှမပြု တကယ်စိတ်မချမ်းသာစေတဲ့အပြင်စိတ်ဆင်းရဲစေတဲ့စကားလုံးတော့ဖြစ်တယ်။အဲ့လိုဖြစ်တာဘာလို့လဲဆိုတော့ဗဂရိခံစားချက်တွေကိုမခွင့်မဲနဲ့ယင်ထဲမှာတင်းတင်းကြပ်ကြပ်ပိတ်ချပြီးတော့ဟုတ်လာပြီလို့ထင်မှတ်နေကြလို့ပဲဖြစ်တယ်။ခံစားချက်တည်းကဒေါသဖြစ်စေတယ်ဒါမှမဟုတ်စိတ်ကုန်စေတယ်အဲဒါမှမဟုတ်ဝမ်းနည်းစေတယ်ဆိုရင်အဲ့ဒါသိအမျိုးအစားပြောင်းလဲလိုက်တဲ့ခံစားချက်တရပဲ။အဲ့တော့ဘွားတခြားလုံးမှာသိရင်ပေါင်းများစွာကို စုဆောင်ထားလေးရှိတဲ့အတွက်ကြောင့် နတ်တော့အုပ်လို့ရင်ထဲမှာတင့်အုပ်စုကြီးကပြောင်းဆန်လာတဲ့တယ်။နွားပံပြင်းတဲ့တင့်အုပ်ကြီးတခါတည်းမှာတော့အဲ့ဒီခန်းစားချက်အုပ်ကြီးပေါ့နော်။အဲ့ဒီခန်းစားချက်အုပ်ကြီးကစုလာပြီးတဲ့အခါမှာကိုကိုဇက်ကိုမနိုင်ဖြစ်လာပြီးတော့တပားလူတွေကိုမှန်မှန်ကန်ကန်အကဲမဖြတ်တက်လေးလေးဖြစ်လာရတယ်။ကိုအနေထားကိုလည်းပဝင်မကြသူ့အနေထားလည်းပဝင်မကြအခုခုလောက်ဖို့လည်းဖီအားကအစဉ်တစိုက်ခန်းစားနေရအဲ့လိုအနေထားမျိုးမှာ စိတ်ဖြုတ်လျှော်ရခက်တာမဆန်းဘူးအခြေအနေတွေကိုစဉ်းစားဆင်ခြင်စိတ်ငုံတုံးတက်ရခက်စီတယ်အိအိတ်တင်နေရပဲကိုကကိုပြေးမလို့လုံးနေတာဘာလို့ပြေးနေရတော့အာဘာလို့လုံးနေရတော့အိအိတ်ရတဲ့ကနေမထသေးဘူးလားအဘာလို့ထိုင်ပြီးတော့တွေးနေတာလဲအဲအရာမျိုးတွေလာလာပြီးသူတို့ကညနေကနေပြီးတော့အုပ်စုတိုင်းကြီးလာလာမောင်းနေတယ်ဒါမဲ့အဲ့ဒီအစွဲလန်းကြီးတဲ့အဲ့ဒီရိုင်းကောင်တွေကိုရင်အောင်လုပ်တဲ့နေရှိတယ် နောက်တကအဲ့ဒီတင့်တွေကြောင့်စိတ်ဖိစီးလာရင်အဲ့ဒီကိုရုံသုံးကဒုံဆိုင်ချလာတဲ့အကောင်နေနေရပေးလိုက်အတိမှန်ပြူလိုက်အဲ့လိုအတိမှန်ပြူလိုက်တာနဲ့ကိုယ်စိတ်ကိုတဲတဲကွယ်ကွယ်တိသွားတာနဲ့အဲ့ဒီအရင်ဆိုင်ကောင်နေရဲ့အစွမ်းတောက်သွားလိမ့်မယ်ဘယ်လိုခံစားချက်ကဘယ်ခံစားချက်ကမှန်ကန်နေတယ်ပဲဆိုဆိုဘယ်လိုပဲအကြောင်းအကျိုးညီတဲ့ပုံပေါက်နေပါပဲဖြစ်ဖြစ်စီတင့်အမျိုးအစားဖြစ်နေရင် ပြုတ်ရင်ဘို့လို့တယ်အဲ့တော့ကောင်းတဲ့ခံစားချက်ပုံပေါက်နေလေဖိစီးမှုတွေဖြစ်နေရင်တတိချက်တင်းနဲ့ပတ်သက်တဲ့တင့်နဲ့ကြပါသူတွေနဲ့ဆက်နွယ်နေတဲ့တင့်နေဟာတပေါင်းနဲ့တစည်းရဲ့တေချာထက်အတွက်တတိထားတင့်တဲ့အချက်ကတင့်တော့တင့်တော့ပါသွားတာပေါ့နော်တတိထားတင့်တဲ့အချက်ကဖြစ်တင့်အပြင်အဖြစ်ချင်းဖြစ်ရန်လိုဖြစ်ကိုဖြစ်ရမယ်တို့ကိုလည်းထက်တွေ့ရမယ်အံမဝင်တဲ့အရေးအယံပြတဲ့ပြအချက်တွေကနေ့ ဖယ်ရှားရမယ့်အချက်တွေပဲဖြစ်တယ်။စိတ်မှတ်ရခန့်နေရေးမှတ်ထားလို့ရတယ်။ငါတားတဲ့ပုံပြီးပျော်ရွှင်မှုတွေပေးနိုင်တဲ့သူဖြစ်တဲ့တယ်။ငါဒီလောက်ငပေါ်မကြသင့်ဘူး။ကိုယ်ကိစ္စတွေကိုရှင်းလင်းတဲ့တယ်။စာကြည့်တိုက်ကတိတ်ဆိတ်နေတဲ့တယ်။လူတွေကတားတဲ့ပုံပြီးယဉ်ကျေးတဲ့တယ်။အဲ့ဒီတင့်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 တကူချင်းစီရဲ့နောက်ွယ်ရခန်းစားချက်ကိုလမ်းညွှန်ချက်တည့်ရဖြစ်ပါစေဒီကိစ္စကအရေးကြီးလား ဘာလို့ရေးကြည့်လဲကိုကိုကိုမိကွန်းထုတ်ကြည့်ဒီတင့်တာဖြစ်ထွန်းခဲ့ရင်ဘာများတမျိုးတစ်ပုံပြောင်းလဲသွားမလဲဒါကဘလို့ခံစားရစင်းမလဲဒါတွေကအမှန်တကယ်ဖြစ်လာမှာလားဒီတင့်အတိုင်းဖြစ်ထွန်းခဲ့ရင်တကယ်စိတ်ပူချမ်းသာလာမှာလားဖီစည်းမှုတွေပူလာမှာလားကိုကိုကိုအခုမေးကြည့်လို့ရတယ်မေးကြည့်လိုက်နိုင်နဲ့ပတ်သက်ပြီးဘာမှလုပ်ရှာမလို့ညပင်းကူရဲ့ပညာတွေကိုရယူစီးပူးလိုက်ရုံနဲ့ဝေယုံသုံးခါစူးညံနေတဲ့တင့်တွေ ။သိရင်တဲကနေပြီးတော့မှဖယ်ရှားလို့ရသွားလိမ့်မယ်။နံပါတ်၄ကအမိုက်ပြိုက်တွေရှင်းထုတ်ပြလိုက်။ကိုယ့်ရင်ထဲမှာလေ။လှုပ်ဆောင်ဖို့ရည်ရွယ်ထားတာတွေတစ်ဝက်တစ်ပြက်ဖတ်ပြီးမဖတ်ဖြစ်သေးတဲ့စာအုပ်တွေအဲ့ဒါတွေပို့ပို့ပြီးများလာတတ်တယ်။အဲ့တော့ကျွန်တော်တို့ရင်ထဲမှာထည့်တုပ်ထားတဲ့ခံစားချက်ယုံကြည်ချက်အကျင့်ဘူးလေးတွေကကြာလာတော့ကျွန်တော်တို့ရဲ့သွေးသားခန္ဓာရုပ်ကိုစနစ်အမှန်တကယ် အပိတ်အဆို့တွေပြုတ်လာတယ်။ကိုစနစ်တွေကိုအစာအနာတွေထက်လာပြီးတဖြည်းဖြည်းနဲ့ပုံအားကြီးလာတယ်။အဒီမှတရားတွေကဘဝအတွေ့အကြုံ၊တဘာဝဉာဏ်ဆွဲဉာဏ်ကြီးနဲ့ထိုးထွင်းမြင်တွေကိုပိတ်ဆို့ဖြစ်တယ်။ကျွန်တော်တို့ရဲ့နှလုံးအိမ်တွေကငပြင်းကုလူတွေကိုအတွေးရှုပ်စေပြီးတော့ဒါကျွန်တော်တို့ကိုခွန်အားတွေဆုပ်ယုပ်လာစေတယ်။အဲ့တော့မိုက်တရားတွေကိုရှင်းထုတ်ပြလိုက်တာကအကောင်းဆုံးဖြေရှင်းနည်းပဲ။တုံးဝင်တဲ့ဓာတ်ပုံတွေနားကြီးသွားပြီဖြစ်တဲ့ဒေတာတွေကာလလွန်အီးမေးလ်တွေ မတုံးတဲ့ application တွေဘယ်တော့မှဝိဖြစ်တာမဟုတ်တော့တဲ့ဘောင်းမီတွေအင်ဂျီတွေစသဖြင့်ပေါ့နော်အဲ့ဒါတွေအကုန်လုံးရှင်းထုတ်ပလိုက်ဖြတ်ပလိုက်လွှင့်ပလိုက်ပေးပလိုက်တန်စင်ပြလိုက်စေးကြောပြလိုက်ပြုပြင်ပြလိုက်အဲ့ဒါတွေလုပ်နေတဲ့အခိုင်မှာပဲခေါင်းထဲဝင်မြင်တဲ့အတွေ့အစိတ်ကူးတဲ့တွေဝင်လာတတ်တယ်ရှင်းနေခိုင်မှာပဲအောက်မေ့စရာတွေတတိယစရာတွေကခေါင်းထောင်ထလာပြီးတော့မဆက်နိုင်ပဲပြစ်နိုင်လေဖြစ်တဲ့စီတဲ့နဲ့အဲ့ဒါတို့ကတတိချက်အမှဖြစ်တဲ့တော့ပေါ့နော် အဲ့တော့ရဝိတုပစ္စည်းတွေကိုရှင်းပြလိုက်တယ်လို့ပဲယင်းရခန်းစားချက်တွေကိုလည်းရှင်းပြဖို့လိုတယ်။တင့်တွေကိုဆွန့်ပြလိုက်တယ်လို့ပဲအိတ်ခန်းကိုရှင်းလိုက်တယ်လို့ပဲအကျိုးမပြုပြဿနာကိုပုံကြီးချက်ကြီးပါလေးရှိတဲ့စိတ်ထဲမှာဖိစီးရာဖိစီးချောင်းတွေကိုပဲရေလာမြောင်းပိတ်လုပ်နေတဲ့ဖြစ်စဉ်သဘာဝတွေကိုရှင်းပြလိုက်ဖို့လိုတယ်။အဲ့ဒါတွေရှင်းတဲ့နည်းတရားကနေ့စဉ်မှတ်တမ်းတစ်ခုထားပြီးတော့နေ့စဉ်ကိုမှတ်တမ်းတင်ထားခြင်းပဲ။ခေါင်းထဲဝင်လာသမျှအတွေ့အကြုံတွေအတွေ့အယူတွေ အတွေးကြောင်းတွေအတွေးယူတွေကိုစည်ရင်စရာအတိချနေလို့ဆွဲချက်တင်ရှင်းပြနိုင်တယ်အဲ့တော့ကိုယ်စိတ်ခြေနေကိုသတိချက်ကြည့်တင်းလာနေဘယ်လိုခြေနေရှိလဲအင်ညာလေးပြောလာလားဘုံတော့နေစိတ်တော်နေလားတာပြီးနေစိတ်တကြနေလားတောင်ကြနေစိတ်ရှုံနေရလားစနေနေ့ပြောလာပြီလားတနည်းနည်းနည်းငိုချင်နေပြီလားအစတဲ့ဖြင့်စိတ်ထစိတ်ကြွစိတ်ဖောက်သွားပုံမျိုးတေချာလေး မှတ်ထားမယ်စိတ်ထားမယ်ထင်နိုင်ဒါလေးလို့ဒါမှမဟုတ်ရင်နေ့စဉ်စိတ်ထားမှလောက်အောင်မှာမဟုတ်ဘဲနေ့စဉ်အချိန်လေးနှဲငယ်ပေးပြီးတော့အခုပြောမယ့်ဟာလေးတော့စိတ်ထဲမှာကိန်းအောင်နေတဲ့မြအကြောင်းအကျိုးမကြီးတဲ့အတွေးတွေကိုချောက်ချရတဲ့အကြောင်းနဲ့ကြောက်ကြရတဲ့အကြောင်းတွေကိုရေးချလိုက်အဲ့ဒီဗန်တန်းစာအုပ်ကိုတခြားသူပြခြင်းလည်းပြမပြခြင်းလည်းအကြောင်းမဟုတ်ဘူးကိုကိုယ်တိုင်ပြန်မဖက်ခြင်းလည်းရတယ်ဒါမဲ့ရေးချလိုက်ရေးချလိုက် ရေးချလိုက်လို့ရှိရင်ကိုယ့်ကိုအလို့တို့ကိုချိုးပြူမယ်အဲ့တော့ရေးပြီးပြီဆိုတော့ရှင်းထုတ်လိုက်တယ်လို့ဖြစ်သွားတယ်ပေါ့နော်စိတ်ပေါ်ပါသွားတယ်ဒိုင်ကလည်းမဆိုင်တော့ဘူးအဲ့တော့ကိုယ်ကအလို့တို့စိတ်ဖိစီးမှုပြေပြီးစိတ်သက်သာရရနိုင်လိမ့်မယ်ဒါကြောင့်မယ်ခုကာလာမှာဆိုရှယ်မီဒီယာမှာအစာရရေးရေးပြီးတော့စိတ်သူများလည်းဖတ်ကြတယ်ပေါ့နော်ဒါသူများပြပြလိုက်တဲ့သဘောပဲအမှ ကိုကိုရိုင်းဒီအကြောင်းအရာနဲ့ပတ်သက်လို့စိတ်လက်ပေါ်ပါသွားပြီးဒီအကြောင်းနဲ့ပတ်ပြီးပတ်သက်လို့တခဏတွင်းချင်းပဲပြပြောက်သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့အဲဒီပေါ်မှာမန်တက်နေရမျိုးလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်ဒါကတော့ဆိုရှယ်မီဒီယာကိုတုံးလာရင်တော့ဒီလိုဖြစ်တတ်တယ်။အဲဘသူ့မှာအတိမပေးဘဲနဲ့ကိုယ့်အကူစောင့်ထင်းမှာပဲအဲခြာရေးလိုက်တာမျိုးဆိုရင်ပို့ပြီးစိတ်သက်သာရရတာကိုတွေ့ရလိမ့်မယ်။နံပါတ်5ချက်ကတင်းရမှုတွေကိုဖြေလျှော့အဲ့တော့ပြန်မေးလိုက်မယ်။ဘာတင်းရမှုလဲ ဘာလဲဘာလို့ဆိုလို့ရလဲဆိုတော့စိတ်ဖြစ်စီမှုကလေစိတ်နဲ့ယုံတစ်ခုစလုံးပေါ်မှာကိုတန်းတင်နေရဲဆိုတာကိုလူတိုင်းလူလူသိတယ်အဲကိုရဲ့ရင်ထဲမှာပိတ်ဆိုလောင်ပိတ်ထားတဲ့တင်းစီထားတဲ့အချက်လက်ဘူးလေးတွေကလည်းတင်းတင်းရင်းနဲ့ပဲကိုခန္ဓာကိုယ်ထဲမှာရှင်သန်နေထိုင်နေကြတယ်စိတ်ခန္ဓာတင်းရင်တင်းကြံနေတဲ့အခါမှာဒန်းကြီးဒန်းပြေအောင်လေ့ကျင့်ခန်းတွေလုပ်တတ်ကြသလိုစီးပွားလည်းအသုံးပြုတတ်ကြတယ် ၊လေ့ကျင့်ခန်းလုပ်တာ၊အရက်တောက်တာ၊လိင်ဆက်ဆန်တာ၊အားကစားလုပ်တာ၊ဒေးဤတာနားထောင်တာတွေအားလုံးကရေလိုတော့အကြောပြေစိတ်ပြေတယ်ဒါမှမဟုတ်ဘူးလေးတွေနဲ့ကျွန်တော်တို့ရဲ့တပုတ်ဦးလိုက်ဆက်ဆက်မှုအဲ့လောက်နဲ့မပြေတော့အောင်တင်းပါတယ်။တချို့တင်းရမှုတွေတင်းကျပ်မှုတွေက အမြင့်နဲ့အမြင့်တန်နဲ့အဲကျွန်တော်တို့ကိုပုံမှန်လေ့ကျင့်စုံတွေကလည်းရုံမထွက်နိုင်လောက်အောင်ကိုဆွေးအားကခိုင်းပါတယ်။အဲ့ဒီတင်းရင်တင်းကျပ်မှုတွေကိုဖြေပြဖို့အထီရောက်ဆုံးနည်းလမ်းကတော့ရတက်လား အနေထားကိုစဉ်းစားဆင်ခြင်လိုက်စိတ်လွတ်လိုက်ဖို့ပဲစိတ်တင်းရင်မှုတွေပြေလျော့သွားအောင်ကိုယ်လက်လှူရှာမှုပြုပါမယ်ကိုယ်မကြိုက်တဲ့လှူရှာမှုမျိုးဖြစ်နေရင်တောင်မှဒါမျိုးလှူရှာဖို့ပဲအချိန်နေပေးရင်အချိန်နေပေးတယ်လို့လှူရှာလိုက်စိတ်ထရနေငါတော့မကြိုက်ဘူးငါဝါသနာမပါဘူးအလုံးညင်းနေနေမယ်ညင်းညင်းလှူလိုက်အဲ့လိုလှူလိုက်တော့စိတ်ကိုဖွင့်ပေးရလဲရောက်တယ်လှုပ်လိုက်ခါပလိုက် စိတ်ပပောင်းနဲ့အော်ဟစ်လိုက်လန်ဆန်ခြေဆန်လှုပ်လိုက်ခုံလိုက်ပေါက်လိုက်ဒါမျိုးနေတိုင်းလှုပ်မနဲ့အိယာသားနဲ့ညအိယာဝင်ကန်ဒီမှာလည်းလှုပ်ချိန်ကြားလာတော့ရင်ထဲမှာပြတ်သိမ့်နေတဲ့ဘူးတွေလည်းအသာကျသွားလိမ့်မယ်အဲ့တော့အပန်းဖြေသွားရအောင်လို့ပြောပြောပပငကြောင်ငကြောင်နေကြရအောင်လို့ဒါမျိုးတွေဖြစ်လာမယ်မယ်ဒီဘွားကမှနေပြောတာတို့စသဖြင့်ပေါ့အဲ့နံပါတ်6အနေနဲ့ကတော့စိတ်များတာကို ထိမ့်မှာရှင်နေကငပြင်းကုရုကိုနှိုးဖို့ပညာတော်သုံးရတတ်တယ်။ဘာလို့လဲဆိုတော့ရှင်နေကငပြင်းကုရုရဲ့မှာလေဘာတွေရှိနေလဲဆိုအပြင်းဆုံးတော့မှာဘာရှိတတ်လဲဆိုငါတော်ညံ့တဲ့ကောင်ဆိုပြီးပြအဲ့လိုဖုံးအောင်ထားတော့ငါတော်ညံ့တယ်လို့ဝန်ခံတယ်လို့လို့ပဲမဟုတ်ဘူး။အဲ့အလွာရဲ့အောက်အလွာမှာကက်အဲ့ဒါဘာလဲဆိုတော့လူတစ်ခါတည်း တော်တဲ့ငါဒီလိုကန့်နေတတ်တယ်။ဓမ္မမောင်ရင်လည်းငါ့ကိုဘယ်သူမှမခင်ဘူး။နောက်အလွာကြတော့တကယ်ခင်တဲ့သူတွေရှိသားပဲဆိုတာမျိုးပေါ့နော်။ဒါပေမဲ့ဟိုးအတွင်းနဲ့ဆိုင်နေစိတ်ထဲမှာဟာဒီဆက်ကြော်လာကြီးကအတိတ်ပဲကင်းမဲ့လောကကြီးကွာဒါမျိုးတွေဒီလိုမျိုးတွေအကာရင်အလွာလေးရှိနေတာတလွာပြီးတလွာတလွာပြီးတလွာအခုကိုကိုအပြစ်တင်လိုက်ပြန်ပြီးတော့ မန်တင်းလိုက်ဆိုတဲ့အလွာတွေရှိနေတော့အဲ့ဒီအကာရန်အလွာတွေအားလုံးကွာကြဖို့ချိန်တော့တော့ကြတယ်။ကြာတတ်တယ်။အလွာတိုင်းမှာလည်းသူ့ဇက်လန်းနဲ့သူ့သူ့သမိုင်းနဲ့သူ့အဲမလောက်တင်ဘူးလောက်တင်တယ်ဆိုတဲ့အကြောင်းတရားကိုစီနဲ့ယုံကြည်ချက်ကိုစီနဲ့အဲ့အလွာတွေကရှိနေတာ။ဆိုတော့ဒီရင်းနဲ့စိတ်တွေပြေလျော့သွားတဲ့အခါမှာဒီအလွာတွေကတစ်ခုချင်းပေါ်လာပြီးကွာကြသွားမယ်။ခုခုကိုကာကွယ်ဖို့စင်ရင်ထားတဲ့ဟန်ပန်တဲ့တန်းနဲ့မျက်နှာပုံးနေပါကွာကြလာလိမ့်မယ်။ကိုယ့်ရဲ့ရင်တွင်းက ို့ကိုယ်တိုင်ရဲ့ပုံစံအစ်စ်ပေါ်နေတင်ကြပါမယ်။တခါတည်းမှာအဲ့ဒီဖြစ်စဉ်တွေကဟိုစိတ်မသက်မသာဖြစ်စရာတော့ဖြစ်စေတတ်တယ်ပေါ့နော်။လို့တော့လဲအဲလူတွေကလည်းအဲ့လိုစိတ်မသက်သာစရာဖြစ်ရတည်ရှိလာပြီးဆိုနီးမျိုးမျိုးနဲ့ဖြစ်ရှင်းတတ်တယ်။မလျော်ကန်တဲ့နီးတွေလည်းတောင့်တကြတယ်။အဲ့တော့ဒီအချက်ဒီဆွဲလမ်းမှုတွေကပဲကိုယ်ဆက်လက်ရှင်းလင်းနေစေတာပေါ့နော်။ဒါကြောင့်ပဲကိုယ့်ရဲ့တင်းစည်းထားတဲ့ဘူးတွေနဲ့ပဲကိုယ့်ဟာတကူအေးအေးဆေးဆေးနေနိုင်တဲ့အခွင့်အရေးတွေဟို ကိုကိုကိုဖြည့်ဆည်းမိသွားတတ်တယ်။ဒါကြောင့်ကိုကတကူအေးအေးဆေးဆေးနေနိုင်တဲ့အခွင့်အရေးမကင်းရဖို့အစွဲလန်းနေနဲ့မွတ်ချက်မနေစေရဖို့ကဒီလိုခွာချနိုင်ဖို့လိုတယ်။ဒီတော့အဲ့နေရာတွေကိုအကြောင်းတရားတွေခံစားချက်တွေယုံကြည်ချက်တွေနဲ့လိုက်လိုက်ဖြည့်နေမယ်အစားအလစ်လက်နေတဲ့အရာသာတည်အောင်တည့်ရလားလစ်လက်ကြည့်လားတနေ့တာဘာမှမလုပ်ဘဲနေကြည့်လားဆလိတ်တောက်တာရဲတောက်တာကော်ဖီတောက်တာချောကလက်စားတာရုပ်တံကြည့်တာ ။နေ့ရက်ပြန် message ရိုက်ပို့တာစာပို့တာတာတောင်များများရေးတာချစ်တာစဉ်းစားတွေးခေါ်တာအတင်းပြောတာပြစ်ပြောတာညှိတွားတာဈေးဝယ်ထွက်တာတန်းတန်းဆွဲသတိရနေတာခါရလေးချိန်ငန်းနေလောက်တာအလုပ်အပိုတွေလောက်တာအဲစာတို့ရိုက်ပို့တာလိန်စိတ်ကြွစာတို့တွေပို့တာစာဖတ်တာစာရေးတာတစိမ့်နေကိုလမ်းကြုံခေါ်ခြင်းတာအဲကားကို polish တိုက်တာဖုံးဖုံးပေါ်မှာဆက်မပြတ်တည်စကားပြောနေခြင်းတာကိုကိုကိုစိတ်မမြအောင်ထိတရက်နှစ်ရက်လောက်နောက်ခံအကြောင်းတရားတွေကိုလစ်လျူရှုလိုက်နောက်မီစရာမရှိ အကြောင်းတွေဘုံွယ်မဲ့ထင်းထင်းပေါ်ပါစေ။တင်လောက်နေကြသည်များယာရီကကျိုးပြူချောင်းတရားကောင်းတွေလားအတင်းကိုလှဲစားအရေးပါဟန်ဆောင်နေခဲ့တဲ့လောက်ရက်တွေလားတင်မဲ့ပြပါလိမ့်မယ်။ကို့အမှုကိုကိုညင်ညင်သာသာခြင်တွင်လိုက်ပါ။ကို့ကိုကိုအလင်းစလိုအကဲမဖြတ်လိုက်ပါနဲ့လောက်ကြည့်လိုက်စမ်းပါ။တရက်ကိုတခါကြနဲ့စိတ်ကိုလှက်ပေးလိုက်ရင်ဘာတွေဖြစ်လာမလဲ။တင်နဲ့တင်ပဂရိဒေနာတရှိနေပါစေ။ ။နံပါတ်9ပြောဆိုဆက်ဆံမှုပြုပါ။ကျွန်တော်တို့ယင်းနေရာခန်းစားချက်တွေကိုပုံဝင်လင်းလင်းပြောရခက်တာကအတော့ကိုစမ်းတဲ့အချက်ပဲ။ဒါမှမဟုတ်ပြဿနာတစ်ခုဖြေရှင်းမိဆိုရင်ပြောဆိုဆက်ဆံခြင်းကအတိကနည်းလမ်းပဲ။အဲ့လိုပဲငပြင်းကုလူစီကအတက်တွေစီးပူရယူရင်းမှလည်းပြောဆိုဆက်ဆံရေးကဗရဏပဲ။ဝင်းကျင်တဲ့လူကသာသာသာညီမျှရတယ်ဆိုတဲ့ရပြင်းကုရူရဲ့နောက်ဆုံးသဘောတရားကိုသင်နားလည်လာတဲ့အခါမှာအဲ့ဒီချက်ကိုသင်သဘောပေါက်လာလိမ့်မယ်။ဆိုရင်ကြောင်းလန်းစိတ်၊မလုံးကြုံစိတ် ထွေထွေပြပြခန်းစားချက်တွေလူတိုင်းမှာရှိရဲ့ဒါမဲ့ဒါတွေကကိုရင်သူ့ရင်မှာပေါ်ပေါက်ပုံတရှိပုံအသွင်တွေကမတူနေဘူးဒါမဲ့တစ်ခင်းနေရှိတော့ကမောင်းဖြုတ်ရမှာတော့လက်ရည်တူတတ်တယ်အဲကိုစကလုံးနေကြသူများမှာဝင်ပြီးသွားတာမျိုးတွေမဖြစ်အောင်ပေါ့နော်ကိုတော်ကကသူ့တော်ကဖြစ်သွားတာမျိုးမဖြစ်အောင်တော့လုပ်ရမယ်ဒါကြောင့်သူ့တော်ကကိုတော်ကကိုရှင်းတဲ့အကောင်းဆုံးနည်းလမ်းကကိုသဘောသူ့သဘောကိုပွင့်ပွင့်လင်းလင်းပြောဆိုကြတာတစ်ဖက်သားပြောတာမဟုတ်ဘဲနဲ့ပေါ့ကိုရင်ထဲမှာဘာတွေဖြစ်ပြနေလဲဆိုတာကိုအတိအကျအတိပေး အပြစ်တင်တာအပြစ်ဖို့တာတွေမလုပ်ဖဲနဲ့ကိုခံစားချက်ကိုအတွေ့အကြုံကိုတစ်ချက်ချင်းရှင်းပြကိုအောင်ခံစားရတာလေသူကြောင့်ဆိုတာမျိုးထက်မပြောဘဲနဲ့ပြောပြဥပူလန်လောင်ပြောဆိုဆက်ဆံတာတွေဖြစ်တဲ့အပြစ်တင်တာတွေအဲယင်ယင်ဖွင့်ချတာတွေအေးဆိုတာတွေဂျိုဂျိုပြောဆိုဆက်ဆံတာမဟုတ်ဘူးအရာတွေကနောက်အဲ့လိုလုပ်ခင်လာရတော့တံပြန်တုံပြန်တာတွေယင်ဖွင့်လိုက်တာကိုပဲအပြစ်ဖို့တယ်လို့ယူဆတာတွေအေးဆိုတာကိုပဲအခုခံတာတွေ အဲ့ဒါမျိုးတွေဖြစ်လာမယ်ဆိုရင်ဒါပူလောင်လာမှာပဲအဲ့တော့အတိပေးမယ်ရှင်းပြမယ်တာဝန်ယူမယ်တာဝန်ခံမယ်အဲ့ဒီခါမှာတစ်ဖက်သားကလည်းအတိပေးလိုက်တော့ဂီယူဒီဇိုင်းနားထောင်မယ်ရှင်းပြတယ်ဆိုတော့ရှင်းပြချိန်တစ်ဖက်ကလည်းပြန်ပေးမှရမယ်ပြန်ပေးပြန်တယ်ကိုကလည်းပေါ့နော်ကိုဆိုလို့ရှိရင်လည်းတာဝန်ယူတာဝန်ခံတာလည်းရှိလာတယ်ဆိုလည်းကိုကလည်းပြန်ပြီးတုံ့ပြန်ပေးရမယ်ဒါဆိုဒါအေးအေးလူလူပြောဆိုဆက်ဆံခြင်းခံတာကိုရောက်သွားတယ် ဒီလိုပြောဆိုဆက်ဆံဆက်ဆံတာကနဦးမှာတော့မအီမလဲဖြစ်စီတတ်ပေမဲ့စိတ်နေတာတကြဖြစ်သွားတဲ့အခါမှာတော့တယောက်ကိုတယောက်ပို့ပြီးယုံကြည်မှုတွေရှိလာတာတွေ့ရမယ်ဒီလိုပွင့်ဝင်လင်းလင်းပြောဆိုဆက်ဆံတာကအမြဲအစဉ်ပြေတယ်လို့တော့မဟုတ်ဘူးပေါ့နော်ဒါမဲ့လည်းရင်ဆိုင်ဖြစ်ရှင်းလိုက်ရင်ကျုံးလာနိုင်တဲ့အကျိုးကျေးဇူးကတော်တော်ကိုကြီးတယ်ဒီတော့ရက်တန်လိုက်ချီနေတွေကိုစင်ကျင်တောက်တက်လိုက်ပြီးရင်စိတ်ကိုလှုပ်ပေးလိုက်ပြေကိုခံစားချက်တွေကိုပုံဝင်လင်းလင်းထုတ်ဖို့ပြောဆိုဆွေးနွေးဖို့အသင့်ဖြစ်ပြီလားစဉ်းစားဆုံးဖြတ်လိုက် ။နောက်ဆုံးပြောချင်တာကဒီနီးတွေတဲ့ကဘယ်လိုနီးကိုပဲတုံတုံနောက်ဆုံးမှာတော့ thread that winter ကိုပဲရောက်သွားတာပဲ။ thread that winter ကကျွန်တော်တို့ရခန်းသားအဲခန်းစားချက်ပင်မရအတက်စီကြောင့်မယ်ဒီတော့ဘဲချင်းဘဲကာမှာပဲဖြစ်နေပါစေယူကြံအောင်စိတ်ဖောက်ပြန်နေခိုင်းမှာပဲဖြစ်ပါစေစိတ်တည်ငြိမ်အေးချမ်းနေတဲ့ခိုင်းမှာပဲဖြစ်ပါစေယူဆိုင်ပြုဖို့မေ့ပါနဲ့ဝင်းလေးထွက်လေးကိုတတိထားဖို့မမေ့နဲ့အဲ့တော့အခန်းချနေကောင်းစကား မြပြင်းကူလူညီကုန်းချုပ်တော့မယ်။ညီနေကတော့ကားတွေကို ဖြေလျှော့နေရာလှက်ပေးစိတ်ကိုလွတ်လပ်ခွင့်ပေးတယ်လာတာနဲ့အမျှတင်တရီပြုမိမဲ့ချက်ကတော့ချင်းနေရဲ့အတိုင်းကသူ့အိုးနဲ့သူ့ဆန်သူ့တာနဲ့သူ့လန်ရှိတယ်ဆိုတာပဲ။ကိုကလည်းအထုတလည်းပူပဲနေလို့လည်းအနေထားပြတ်မှမဟုတ်ဘူးဆိုတာပဲ။ချင်းနေရဲ့အတိုင်းကသူ့ဟာသူအပြာရန်ဖြစ်တွန်းမှုဆွဲရင်နေပါပြီးသားဖြစ်တယ်။စီမံကိန်းတစ်ခုဖြစ်စေလုပ်ငန်းတစ်ခုဖြစ်စေဖက်ဆက်လောက်ကနေတဲ့အလုပ်ဖြစ်စေအကြံကောင်းတွေးကောင်းတစ်ခုဖြစ်စေ ူအားနဲ့သူ့အင်းနဲ့သူဖြစ်ထွန်းကိုလွှဲတဲ့အကြောင်းအကျိုးတွေအားလုံးတိုင်းဝိုင်းပါရှိပြီးသားဖြစ်တယ်။အဲကိုကလူတင်ကျဲလောက်ပြီးဝင်းမချုပ်ဝင်းမချုပ်လေးလေးဖြစ်ထွန်းမှုအချိန်လေးကောင်းနေရှိတာလေးလေးပဲ။ဒီခါဒီဟန်ကြတော့လဲမော်ဆွန်းအစွမ်းနဲ့အားလုံးအလိုလိုချိတ်ဆက်မိပြီးဖြစ်ထွန်းသွားတာမျိုးရှိတယ်လို့ဒီခါလေးကြတော့လဲလောအားလေးပုံပုံသာသာစိုက်ထုတ်လိုက်ရတာမျိုးလည်းရှိတာပေါ့။ဒါမှမဟုတ်လဲဖြစ်စဉ်အရရမှာစလဲဆုံးသူ့ဘာသာသူဖြစ်ထွန်းသွားဖို့ စွန့်ရင်ကုံလုံးစွာပါတဲ့အထောက်အထားတွေကနေရာတကာမှာကိုကမြင်ထက်လာပါလိမ့်မယ်။လူတိုင်းကိုယ့်ရဲ့အတွင်းမနှောတွေကငပြင်းကုရုနဲ့ပလဲနံပါတ်တင့်ပြီးချိတ်ဆက်မိခဲ့ကြရင်ဖြင့်ဒီကဘာကြီးကသူ့သဘောသူဆောင်သူ့ဘာသာသူဖြစ်တည်သွားနိုင်တယ်ဆိုတာကိုသင်သဘောပေါက်စာပြူလာပါလိမ့်မယ်။ဒါကြောင့်ရှေ့တိုးပြီးအလုံးလျှောက်လို့ပါလို့ပြောချင်ပါတယ်။ဒီကငပြင်းကုရုနဲ့အတူရှိနေနိုင်ပါစေ။ ဒါကတော့ဂျန်နိုင်တိတ်ကနေပြီးတော့မှစာရေးသူ Lawrence Shorter ရဲ့ The Lazy Guru's Guide to Life ဆိုတာလေးကိုကသာပြန်ဆိုထားတဲ့အပြင်ကူရီပြည်ချင်းအမှုပညာဆိုတဲ့စာကလေးကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ရှင်။အပြင်ကူရူဖြစ်နိုင်ကြပါစေ။နဗင်းဂူရုနဲ့ပလဲနံပါတင်နိုင်ကြပါစေ။ နောက်များမှာလည်းဒီလိုစာအုပ်ကောင်းတွေကိုတင်ဆက်ခြင်းပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တူတာပါ။